welcome back ပါ one keynote biblical leadership and management page ကနေပြန်လည်ပြီးခါမှကြိုဆိုပါရယ် biblical leadership and management page ကနေကျွန်တော်အစဉ်အမြဲကျွန်တော်ကောင်းဆောင်မှုစီမံခန့်ခွဲမှုနဲ့ကျွန်တော်တို့ကဓမ္မဗေဒပိုင်းဆိုင်ရာရှုတောင်းကနေကျွန်တော်တို့ကအမြဲတမ်းတင်ဆက်လျက်ရှိပါတယ်ဆိုတော့ဒီကနေ့မှာလည်းပဲကျွန်တော်တို့ကောင်းဆောင်မှုပိုင်းဆိုင်ရာအဖြစ်ကျွန်တော်ပြန်ပြီးခါမှဆွေးနွေးသွားမှာဖြစ်ပါတယ် ျွန်တော်ဆွေးနွေးသွားမယ့်ဖက်ကတော့ကျွန်တော်ဓမ္မဗေဒဖက်ကနဲ့ကောင်းဆောင်တယောက်ကဘယ်လိုမျိုးဖြစ်ရမလဲဆိုတော့သူ့ရဲ့တွင်တင်တဲ့လမ်းကြောင်းဘောနဲ့ကျွန်တော်ဒီကွာဆွေးနွေးသွားမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့ကဒီနေ့မှာကောင်းဆောင်တယောက်ရဲ့ believers branding ကောင်းဆောင်ကောင်းတယောက်ရဲ့ branding ဘာရီဖြစ်မလဲ ။ဓမ္မဗေဒပိုင်းဆိုင်ရာနဲ့ကောင်းဆောင်တယောက်ကိုကြည့်လိုက်တဲ့အခါမှာအဲ့ဓမ္မဗေဒဆိုင်ရာပိုင်းနဲ့ကောင်းဆောင်တယောက်ရဲ့ branding true believers leaders ရဲ့ branding ကဘာဖြစ်မလဲဆိုတာကိုဒီနေ့ကျွန်တော်တို့တကွာလေ့လာကြမှာဖြစ်ပါတယ်။ဆိုတော့ဓမ္မဗေဒနဲ့ကျွန်တော်တို့ကကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တခြားတွေကြွားချမှုလေးတွေတော့ရှိမှာပါ။ အဓိကဖြစ်ကျွန်တော်က servant leadership ဆိုအစေခံကောင်းဆောင်မှုပိုင်းကိုကျွန်တော်သွားတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအရာလေးကိုကျွန်တော်တူကွာကြည့်မှာဖြစ်တယ်။ဆိုတော့နံပါတ်1ချက်ကဘာလဲဆိုတော့အစေခံကောင်းဆောင်မှုလို့ကျွန်တော်ပြောတဲ့ယုံကြည်သူတယောက်ရဲ့ branding ကောင်းဆောင်တယောက်ရဲ့ branding ကဘာတွေ့ရတယ်လဲဆိုတော့တစ္ဆာရှိမှု integrity တစ္ဆာရှိမှုကတိတ်ပြီးခါမှအရေးကြီးပါတယ် ကောင်းဆောင်တယောက်ဖြစ်ပြီဆိုရင်အစေခံကောင်းဆောင်ကောင်းမှရှိရမယ်နံပါတ်၁ချက်က integrity သစ္စာရှိမှုပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ယုံကြည်သူတယောက်ကသစ္စာရှိရမယ်သူပြောတဲ့စကားနဲ့သူလုပ်တဲ့အလုပ်ကညီနေရမယ်တထတဲကြရမယ်အဲ့ဒါကြောင့်ပဲတမကျန်းစာမှာဘလို့ဖော်ပြတယ်ဆိုမတဲ့အခန်းကြီးငါအပိုက်ငယ်ရှစ်မှာစိတ်နှလုံးဖြူစင်သော သူတို့ဒီမင်္ဂလာရှိကြ၏ အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလိမ့်မယ်စိတ်နှလုံးသားဖြူစင်တယ်အဲ့ဒါကပါလေဆိုတစ္ဆာဆောင်မှုတစ္ဆာရှိမှုဆိုတော့ဘုရားပေါ်မှာလည်းတစ္ဆာရှိပြီးကိုယ်နဲ့လှုပ်ဖော်ဆောင်ဖက်တည်နေကျွန်တော်တို့ရဲ့အသင်းအဖွဲ့အပေါ်တွေမှာလည်းပဲကျွန်တော်တို့ကတစ္ဆာရှိမှုလိုအပ်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကောင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ကတစ္ဆာရှိမှုကတိတ်ပြီးခါမှအရေးကြီးတယ် အဲ့ဆိုကျမ်းစာထဲမှာဘသူတွေ့လို့ရတယ်လဲဆိုတော့ယောသက်ယောသက်အပေါ်မှာ ပေါ်တီဖာအမျိုးသမီးကဆွဲဆောင်လာတဲ့အခါမှာဖယားပေါ်မှာတစ္ဆာရှိတယ်ပေါ်တီဖာပေါ်မှာတစ္ဆာရှိတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်ယောသက်လေးကပေါ်တီဖာပေါ်မှာဘလောက်ထိတစ္ဆာရှိတယ်သူ့မိမကဆွဲဆောင်တဲ့အခါမှာတော့မသူကမပြိုလဲသွားပဲနဲ့ဖယားပေါ်မှာတစ္ဆာရှိတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရတာဖြစ်တယ် ဒါကြောင့်ဒီမှာယောသတ်ရဲ့အသက်တာထဲမှာဘုရားရှင်ကသူ့ကို testing လုပ်တဲ့အချိန်မှာဘုရားရှိပေါ်မှာလည်းတစ္ဆာရှိတယ်။ပိုတီဖာပေါ်မှာလည်းပဲတစ္ဆာရှိတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတာဖြစ်တယ်။ဒါကြောင့်အစီကံကောင်းဆောင်ကောင်းတယောက်ကတစ္ဆာရှိမှု integrity ကနံပါတ်1ချက်အနေနဲ့မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။နောက်ပြီးခါမှာနံပါတ်2ချက်ကဘာဖြစ်မလဲဆိုတော့နှိမ်ချမှု humility နိုင်ချမှုဆိုတာကအစေခံကောင်းဆောင်တယောက်ဖြစ်ပြီဆိုရင် သူရဲ့မာနတရားတွေကိုဖယ်ရှားပြီးကမှနှိမ်ချတော့စိတ်တဘောထားရှိရမယ်။အဲနှိမ်ချတော့တဘောနဲ့ကိုနဲ့လှုပ်ဖို့ဆောင်ဖက်တီကိုကျွန်တော်တို့ကအစေခံရမှာဖြစ်တယ်။စီမံခန့်ခွဲပေးရမှာဖြစ်တယ်။ဒါကတိတ်ပြီးကမှရေးကြည့်ပါလေ။အကြောင်းတမန်ကျမ်းစာထဲမှာယာကုပ်ခန်းကြီးလေးအပိုင်ငယ်30မှာ သင်တို့ဤကိုကိုနှိမ်ချကြလော့ထိုအခါသာဝရပြသည်သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်ကိုကိုကို သူတပါးရှိမှနှိမ်ချပါအဲ့ဒါကြောင့်ကျွန်တော်တို့ကအဖွဲအစည်းလောက်လာတဲ့ခါမှာကိုက ကောင်းဆောင်ဖြစ်တဲ့နေရာမှာကိုနဲ့လှုပ်ဖော်ဆောင်ဖက်တီရဲ့ရှေ့မှာနှိမ်ချတော်အသက်တာအဖြစ်ကျွန်တော်တို့ကအစင်အမြဲရှောက်လန်းတော်သူများဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်နှိမ်ချတော်အသက်တာအဖြစ်အစင်အမြဲရှောက်လန်းတော်သူများဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်နှိမ်ချတော်အသက်တာအဖြစ်အစင်အမြဲ တွားပြီးကြင့်ကြံတော်သူများဖြစ်ဖို့အရေးကြီးတယ်။စီမံခန့်ခွဲတဲ့နေရာမှာတော်လကောင်းကျွန်တော်တို့ကောင်းဆောင်လုပ်တဲ့နေရာမှာတော်လကောင်းတကနှိမ့်ချခြင်းတက်တာရှိဖို့ဖော်ပြပေးထားတာဖြစ်တယ်။ဘသူရှိမှနှိမ့်ချရမလဲ။ဖျားရွှေရှိမှနှိမ့်ချတော်သူကယုံကြည်သူနဲ့လှုပ်ဖော်ဆောင်ဖက်သူရဲ့ရှိမှနှိမ့်ချခြင်းရှိတယ်။အဲ့လိုမျိုးကောင်းဆောင်ကိုဖျားရှင်ကကောင်းကြီးပေးတယ်ဖော်ပြပေးထားတယ်။ လူကကောင်းကြီးပေးတာမဟုတ်ဘူးဖယားရှင်ကကောင်းကြီးပေးတာဖြစ်တယ်လူအလိုမလိုက်ပဲနဲ့ဖယားစကားအတိုင်းသွားတယ်ဒါကအစီခံကောင်းဆောင်မှု biblical leadership ကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်လူအလိုလိုက်နေတဲ့ရွတ်တော်တင်းရဲ့အသက်တာကျွန်တော်ရဲ့အသက်တာကဖယားပြောထားတဲ့အစီခံကောင်းဆောင်မှုမဟုတ်ဘူးအစီခံကောင်းဆောင်မှုဆိုတာဆင်းရဲချမ်းသာမခွဲခြားဘူးအားလုံးကိုဖယားရဲ့အလိုတော်အတိုင်းကောင်းဆောင်မှုလို့ပေးတော်သူကိုပြောတာဖြစ်တယ် အဲ့ဒါကြောင့်ခေါင်းဆောင်မှုဆိုတာကမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မဲ့တမန်ကျမ်းစာထဲမှာယေရှုက တပည့်တော်တွေရဲ့ခြေထောက်ကိုဆေးပေးတယ်။ "तू ကခေါင်းဆောင်ဖြစ်တယ်။လောကမှာ तू ကြွလာတဲ့အခါမှာဖျားတရံတော်နဲ့မကြွလာဘူး။နှိမ့်ချခြင်းအသက်တန်နဲ့ကြွလာပြီးခါမှာ100%ဖျားဖြစ်တယ်။100%လူသားဖြစ်ပြီမဲ့လည်းပဲ" သူရဲ့တမန်တော်၁၂ပါးရဲ့ခြေတော်ကိုစေးကြောခြင်းအပြင်နှိမ်ချခြင်းတက်တာကိုပြသွားတာကျွန်တော်တွေ့လို့ရတယ်။ဒါကိုပဲအစေခံကောင်းဆောင်မှုလို့ပြောတာဖြစ်တယ်။အဆင့်နံပါတ်၃ချက်ကိုကျွန်တော်ကြည့်အောင်ဗာလဲဆိုတော့မေတ္တာထားမှု love and compassion မေတ္တာထားဖို့သိပြီးခါမှရေးကြည့်ပါ။ကိုကကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်ကအစေခံကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်ကဘာလုပ်ဖို့လိုအပ်တယ်လဲ။မေတ္တာထားဖို့လိုအပ်တယ်။ကယုဏစိတ်ရှိဖို့လိုအပ်တယ်။ မြစ်တန်တဲ့ဂယုနာစိတ်အဖြစ်ကိုနဲ့လှုပ်ပေါ်ဆောင်ဖက်တီကိုနေတိုင်းကျွန်တော်တို့ကချီးမြှောက်တော့တွန်းအားပေးတတ်တော့ခေါင်းဆောင်ကောင်းနေဖြစ်ဖို့အစီကံခေါင်းဆောင်မှုမှာပေါ်ပြပေးထားတာဖြစ်တယ်အဲအเจ้าရကိုပဲတမကျန်းစာထဲမှာမာကုအခန်းကြီး7နဲ့အပိုက်ငယ်31မှာတင်းအိမ်နီးချင်းကိုတင်ကိုယ်တိုင်ကဲ့သို့ချစ်လို့တင်းရဲ့အိမ်နီးချင်းကိုတင်ကဲ့သို့ချစ်ပါ တင်းရဲ့လှုပ်ဖော်ဆောင်ဘက်ကိုတင်ခဲ့သူချစ်ပါတင်းရဲ့မိသားစုခဲ့သူချစ်ပါဒါကြောင့်ဖယားကတင်းကိုခေါင်းဆောင်မှုပေးလာပြီဆိုရင်တင်းနဲ့လှုပ်ဖော်ဆောင်ဖက်တီကိုချစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်ဒါမှသာလေရင်ကျွန်တော်တို့တွေကမြစ်တာထားတဲ့ဖရားပြောထားတဲ့ love and compassion မြစ်တာနဲ့ကရုဏာတရားဆိုတာကိုဘုရားရှင်ကထားပေးထားတာဖြစ်ပါတယ် ဒါကြောင့်ဖះကိုချစ်တဲ့ဖះရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာအဲမှာကောင်းဆောင်တယောက်ဖြစ်လာပြီဆိုရင် management မဖြစ်ဖြစ်ကျွန်တော်ကောင်းဆောင်တယောက်ပဲဖြစ်လာပြီဆိုရင်အစင်အမြဲနဲ့ကျွန်တော်တို့ကမေတ္တာတရားအဖြစ်ကိုနဲ့လှုပ်ဖော်ဆောင်ဖက်တီကိုကြည့်ရှုစောင့်ရှောက်တတ်တော့ကောင်းဆောင်ဖြစ်ဖို့လိုတယ်။နောက်နောက်နောက်ဆုံးမှကျတော့ဘာလဲဆိုတော့စိတ်ရှည်မှုစိတ်ရှည်မှုဆိုတာကဘာလဲ passion အဲစိတ်ရှိမှုကကောင်းဆောင်ကောင်းတယောက်မှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။အကြောင်းခရစ်ဒီအစေခံကောင်းဆောင်မှုလို့ကျွန်တော်ပြောလာတဲ့အခါမှာအစေခံကောင်းဆောင်မှုကဖျားရဲ့ဒိုင်ဘင်ကိုစောင့်တတ်တော်သူဖြစ်ဖို့အရန်ရည်ကြီးပါတယ်။ဖျားရဲ့ဒိုင်ဘင်ကဘယ်ချိန်လာမလဲဆိုပြီးစိတ်ရှိတီးခံပြီးစောင့်တတ်တော်ကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ဒါကိုတမန်ကျမ်းစာထဲမှာဟေရှာယကန်ကြီး၄၀အပိုင်ငယ်၃၁မှာ ်ထာဝရဘုရားကိုမျှော်လင့်ဆောင်ဆိုင်တော်သူတို့သည်မင်္ဂလာရှိကြလိမ့်မည်ထာဝရဘုရားကိုဆောင်ဆိုင်တော်သူတို့သည်မင်္ဂလာရှိကြလိမ့်မည်စဉ်းစားကြည့်လိုက်ထာဝရဖယားကကောင်းဆောင်တယောက်ဖြစ်လာပြီဆိုအဖွဲအစည်းတွေတိုးတက်ဖို့အတွက်ကုမ္ပဏီတွေတိုးတက်ဖို့အတွက်ကိုယ့်ရဲ့မိသားစုတွေအားလုံးတိုးတက်ဖို့အတွက်ဆိုရင်ဖယားရှင်ရဲ့အချိန်ပေးထားတဲ့အရာကိုစောင့်ဆိုင်းတက်ပြီးခါမှထိတ်ဆုံးကို ရောက်ပြီးမှကိုနဲ့လှုပ်ပေါ်ဆောင်ဘက်တီကိုလည်းခေါင်းကြီးမိန်ကလာအဖင်ရစ်ပတ်ပေးဖို့ရန်ရည်ကြီးတယ်ဓကစီကံခေါင်းဆောင်မှုဘသူရဲ့တက်တာတွေ့လို့ရတဲ့ဆိုအာဗြဟံအာဗြဟံဟာတူတာအိဇက်ကိုရဖို့အတွက်နှစ်ပေါင်းမြောက်များစွာစောင့်ခဲ့တယ်။စောင့်နေအတိုင်းပဲနောက်ဆုံးမှာဖျားရှင်ကပြေးတယ်။ဒန်ယေလအချင်းတိတွန်းတဲ့ကိုချပေးရမယ်ချခံရပေးမယ်ဆူတောင်းတယ် ဖယားကသူ့ဆူတောင်းတဲ့တန်ကိုနားညောင်းပြီးခါမှာအချိန်ရောက်လာတဲ့ခါမှာချင်းသစ်ပါဇက်ကိုပိတ်တယ်။ယောတလေဟာဘယင်အယိုက်ယာကိုရအဖို့အတွက်ပြောရပြောရရင်တော့ဒုတိယဘယင်ရိုက်ယာကိုရအဖို့အတွက်ကိုအသက်16နှစ်ကနေစပြီးအသက်30မှာ73နှစ်လုံးလုံးဆောင်စားခဲ့ရတယ်။စိတ်ရှည်ဖို့ကတိတ်ပြီးခါမှာရေးကြည့်ပါလေ။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ကကောင်းဆောင်ကောင်းတယောက်ဖြစ်လာပြီ management ကောင်းတယောက်ဖြစ်လာဖို့အတွက်ကဒီအချက်၄ချက်ကိုကျွန်တော်အစဉ်မြဲနားလေသဘောပေါက်ဖို့လိုအပ်ပါတယ်အစေခံကောင်းဆောင်မှုလို့ကျွန်တော်ပြောလာတဲ့အခါမှာကျွန်တော်အခုနပြောတဲ့အချက်၄ချက်ဟာကိုကိုကိုအမြဲတမ်းကျွန်တော်ထိုးချိန်ပြီးခါမှာဆင်ခြင်ဖို့ရည်ကြီးပါတယ်ကျွန်တော်ကတစ္ဆာရှိရမယ်ငယ်သားပေါ်မှာတကောင်ကျွန်တော်ကလှုပ်ဖော်ဆောင်ဖက်တီနဲ့အသိအဖွဲ့ပေါ်မှာကျွန်တော်ကတစ္ဆာရှိတော်သူဖြစ်ဖို့လိုအပ်တယ် အဲ့ပြီးတာနဲ့နှိမ်ချမှုတက်တာခေါင်းဆောင်ဖြစ်လာတဲ့အခါမှာကျွန်တော်က boss ပုံစံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်က servant ပုံစံနဲ့ကျွန်တော်ကနှိမ်ချတော့တက်တာဖြစ်လုပ်ဖို့ဆောင်ဖက်တီကိုမြေတောင်မြောက်ပေးတော်သူများဖြစ်ဖို့လိုအပ်တယ်။နောက်ဘက်ကမှာ love and compassion မေတ္တာတရားနဲ့ကျွန်တော်ဥဆောင်ဖို့လိုအပ်တယ်။ဒါကတိတ်ပြီးမှရေးကြည့်တယ်။ဒီကနေ့ခေါင်းဆောင်တော်တော်များများမှာကျွန်တော်တွေ့လို့မရတဲ့အရာကဒီအရာတွေဖြစ်တယ်။ငယ်လောက်နောက်နောက်လိုက်ငယ်သားပေါင်းမြောက်များစွာတော့မွေးထုတ်တယ် ို့ထက်တော်တဲ့ကောင်းဆောင်ကောင်းတော်မွေးထုတ်တာရမ်းရှားပါတယ်ကျွန်တော် company ကြီးပေါင်းမြောက်များစွာကိုကြည့်ပါအဲ့ထက်ကြီးမားတဲ့ company တွေပေါ်ထွက်လာဖို့အများကြီးပြင်ဆင်ဖို့လိုတယ်ကောင်းဆောင်ကောင်းတွေမွေးထုတ်ပေးဖို့လိုတယ်ကျွန်တော်ခရိယံအတိုင်းဝိုင်းမှာအသင်းတော်မှာသင်းအုပ်ဆရာကောင်းတယောက်က founder တယောက်ကသူ့ထက်တော်တဲ့ဖះအတုံးပြုတဲ့ကောင်းဆောင်ကောင်းမွေးထုတ်ပေးသလားတတော်ရှားပါတယ်မြန်မာပြည်မှာဆိုတော့တတော်ကိုရှားတယ် နောက်လိုက်ငယ်သားတွေတော့အများကြီးကျွန်တော်တို့ကမွေးထုတ်ပေးတယ်။ဒါပေမဲ့သူ့ထက်ထူးချွန်သောဖယားလူတွေကောင်းဆောင်ကောင်းနေတော့မွေးထုတ်ပေးတာအရင်မရှားပါဘူး။ဒါပေမဲ့နိုင်ငံကောင်းနေစင်ကာပူတို့ USA နိုင်ငံကောင်းနေမှာကျတော့သူတို့ထက်ထူးချွန်သောသူတွေကိုပြန်ပြီးခါမှမွေးထုတ်ကြတယ်။ဒါတွေကိုကျွန်တော်တွေးလို့ရပါတယ်။ဒါကွာချာမှုနောက်တစ်ခုကစိတ်ရှည်မှုကောင်းဆောင်ကောင်းတယောက်ဆိုတာကသူ့ရဲ့နောက် လိုက်ငယ်သားတွေနဲ့လှုပ်လာတဲ့ခါမှာစိတ်ရှိမှုရှိတယ်။တွန်တင်ပေးတယ်ဖေးမာတယ်ဖရားရဲ့အချိန်ကိုစောင့်ပေးမှသူ့ထက်တော်တဲ့ကောင်းဆောင်တွေကိုမွေးထုတ်ပေးတာကျွန်တော်တွေ့လို့ရပါတယ်။မောရှေကယောရှုကိုမွေးထုတ်ပေးတယ်။ကြည့်ပါယေရှုခရစ်ကိုယ်ကတမန်တော်၁၂ပါးကိုမွေးထုတ်ပေးတယ်။ယေရှုကအဲဤတီလနဲ့အဲပဝန်းကျင်ကိုပဲသူကတွားပြီးခါမှတရားဟောခဲ့တယ်။ဂါလိလဲအိုင်းပဝန်းကျင် ယူဒာဘီအဲ့လောက်ပါပဲသူကအစေခံခဲ့တယ်ဒါမဲ့သူ့ရဲ့တမန်တော်72ပါတော့တကဘာလုံးကိုအစေခံခဲ့တယ်ဒါကပါလို့ဆိုခရစ်တော်တွင်တွင်ပေးခဲ့တဲ့ကောင်းဆောင်မှုဖြစ်တယ်ဒါကြောင့်ကျွန်တော်ကောင်းဆောင်ကောင်းဆောင်လို့ပြောတဲ့အခါမှာဒီအချက်၄ချက်ကိုကျွန်တော်အသက်တာထဲမှာတကယ်တည်ဆောက်ပြီးမှရှောက်လန်းတဲ့ကောင်းဆောင်ကောင်းတွေဖြစ်ရအောင်ကောင်းမှုနဲ့ management ကောင်းတွေဖြစ်ကြရအောင်လို့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ကောင်းဆောင် servant leadership ရဲ့ brand ကိုတိဆောက်တတ်သောခေါင်းဆောင်နေ management နေဖြစ်ကြရအောင်လို့ကျွန်တော်ဒီနေ့မှာခွန်အားပေးချင်ပါတယ်ဂျေဇုတင်ပါတယ်